အားလုံးမင်္ဂလာပါခင်ဗျာမင်းခမ်းမောင် channel ရနေပြန်လဲကြိုဆိုလိုက်ပါတယ်ယနေ့3ရက်စနေလ2025ရက်နေ့မင်္ဂလာညချမ်းမှာစစ်သည်အနေအချင်းမန္တလေးတိုင်းဒေသကြီးတပိတ်ကြီးနယ်ကစစ်သည်လေးနဲ့စတင်လိုက်ချင်ပါတယ်ခင်ဗျာဟုတ်ကဲ့စစ်သည်များမစတင်မီမှာကျွန်တော် channel လေးကိုလည်း like share subscribe လုပ်ခဲ့ပေးပါအောင်ခင်ဗျာဟုတ်ကဲ့စစ်သည်များစတင်လိုက်ကြရအောင်ခင်ဗျာ ယနေ့3ရက်စန္ဒလ2025ရက်နေ့မှာတော့မန္တလေးတိုင်းဒေသကြီးတပိတ်ချင်းမြို့နယ်ဇရကွင်းကျေးရွာငွေပြူတောင်ဘုန်းတော်ကြီးကျောင်းအတွင်းမှာစကန်းချပြီးတော့အကျန်းဖက်လုပ်ငန်းများဆောင်ရွက်နေတဲ့အကျန်းဖက်တောင်းကျန်းသူဗရက်စကန်းကိုမြမတက်မတော်လုံညိုးတက်ဖွဲ့ဝင်များကတိုက်ခိုက်ချေမုံသိမ့်ပိုက်နိုင်ခဲ့ပါတယ်ဖြစ်စဉ်အတွင်းမှာမိဘကဒီကိုင်းမှုတစုံတရာမရှိဘဲအကျိုးအမြတ်ရလက်နေရခြင်း အကျံဘက်တောင်းကျန်းသူများဓမ္မတိုက်80တိတနက်တလန့်လက်လုံးမိုင်း10လုံးလက်လုံးလက်ပြပုံး20လုံးကွန်ကရစ်ဘန်ကာ2လုံးနဲ့သဲဘန်ကာ4လုံးတို့ကို တွေ့ရှိသိမ်းပိုက်ရရှိခဲ့ကြောင်းတင်ပြပေးလိုက်ရပါတယ်ခင်ဗျာဟုတ်ကဲ့အခုကျွန်တော်နောက်ထပ်တင်ပြပေးချင်တာကတော့ဗာစီတန်ဝေတဲ့ကရင်ပြည်နယ်နဲ့ဆက်ဆက်နေတဲ့သတင်းလေးတွေပဲဖြစ်ပါတယ်ခင်ဗျာဒီနေ့3ရက်7လ2025ရက်နေ့မှာတော့ ပြင်းပြင်းနဲ့ကောဂရိတ်မြောက်ဖက်ချမ်းမှာရှိနေတဲ့နဘူးတိုက်နယ်တွင်မှာအခုရပိုင်းအတွင်းငပွေးနဲ့ဗရက်ခေါင်းမထောင်ရဲအောင်မြမတက်မတော်နဲ့ပူပေါင်းတက်ဖွဲ့ဝင်များက ဝင်ရောက်ရှင်းလင်းနေပါတယ်ကောဂရိတ်မဝတာဒေါနာတောင်တဲ့လမ်းဟောင်းပေါ်ကငပွေးနဲ့ဗရက်တွေကတော့ဒီနေ့တနေကုန်မှာပဲမြမတက်မတော်နဲ့ပူပေါင်းအဖွဲ့ရဲ့ပညာပေးခြင်းကိုလည်းခံနေရပါတယ်လက်နေကြီးလက်နေငယ်စံတွေကတော့မြိုင်နေတာပဲပေါ့ဗျာ ယနေ့ညနေ9:00နာရီခွဲအချိန်လောက်အထိတောင်မှပဲအပြစ်မရဖက်နဲ့ဆက်လက်ပွဲကနေပါတယ်။ဒါတောင်မှပဲဒေါနာတောင်နေခံစကားကစနစ်ကရှမ်းမြောက်ဘက်ဖြစ်နေတဲ့တောင်ခမ်းနောင်ကျူကြောင်မဲတီဘောအခုမိုးကုန်မိုးမိတ်ကို ဖိုက်နေရတဲ့အတွက်ကြောင့်နေမြေကျွမ်းကျင်တဲ့ကင်းစကားတက်ကြတဲ့ကင်မလင်တော်မောင်တွေပါရှမ်းမြောက်မှာသွားဖိုက်နေတာဖြစ်လို့အကျမ်းဖက်တောင်ကျန်းသူ KNU နဲ့ဗရက်ဒီ နည်းငယ်တက်တရာရနေတာပါကွန်ကရစ်အထွန်းဒေါနာတောင်တဲ့လမ်းဟောင်းပေါ်မှာရှိပြီးတော့အကောက်ကောက်စားနေတဲ့ဘရက်အုပ်စုကတော့ဒီနေ့မှာတော်တော်လေးပွဲပြန့်နေပြီးတော့အတော်လေးလေးဂိန်ကုန်တယ်လို့သိနေရပါတယ်မြန်မာတပ်မတော်ပလန် BGF DGB မူလစစ်ကြောင်းတွေကတော့အခုရပိုင်းတွင်းမှာကွန်ကရစ်ရဲ့တောင်ချမ်းမြောက်ချမ်းဘက်ဒီမှာငပွေးနဲ့ဘရက်ခိုးအောင်ရနေရာတွေမှာသတင်းပေါ်တာနဲ့အမျှ တမ်းပြီးတော့သွေးပူလိမ့်ကျင်ငန်းတွေလစင်းနေတော့တာပါပဲအယူကြီးဇဝေဇဝါဆိုးရအဖွဲကတော့ကောဂရိတ်ဒေါနာတောင်တလန်အပြေဝထိမ့်ချုပ်ပြီးလို့အာချောင်ပြီးတဲ့နောက်မှာမြမတက်မတော်ကဘိုးဆိုးပက်ဆက်တဏီကုံတမနေကြောင်းလေးစားစွာဖြင့်တင်ပြပေးလိုက်ရပါတယ်ခမညာ ုတ်ကဲ့အခုကျွန်တော်နောက်ထပ်တင်ပြပေးချင်တာကတော့ဆန်တေးဦးရေးသားတဲ့သတင်းဆောင်မလေးပဲဖြစ်ပါရယ်ခင်ဗျာဂိုင်းယားနာနိုင်ငံဟာကမ္ဘာရေနံထုတ်လုပ်သူအဖြစ်2019ခုနှစ်ကုန်ပိုင်းမှာနောက်ဆုံးပါဝင်လာခဲ့တဲ့တိုင်းပြည်ဖြစ်ပါရယ်2024ခုနှစ်မှာရေနံစီနေ့စဉ်6363ထုတ်လုပ်နေပြီး2029ခုနှစ်မှာစီပေါင်းတိရသမ3000အထိထုတ်လုပ်ဖို့ရည်မှန်းထားပါရယ်မြန်မာအကန့်လွန်ပင်လယ်ပြင်လုံခွက်အမှန် M50 မှာ တဘာဝဒံငွေ94ဒသမ6ထရီလီယံကုဗတ်ပြီပမာဏရှိတဲ့အီယမဒံငွေတက်ကြီးကိုရှာဖွေတွေ့ရှိကြောင်းသတင်းများထွက်ပေါ်နေပါတယ်မြမကန်လွန်ပင်လေပြင်းဟာဘူမိတန်အရာစီးပွားပြည့်ရေနံတဲ့တဘာဝဒံငွေမရှိနိုင်ကြောင်းယခင်ယူဆခဲ့ကြဘူးပါတယ်ရင်နံတဲ့သဘာဝတံခွေတန်ကြီးတည်ရှိနေမှမသိကြတာလဲဖြစ်နိုင်ပြီးတော့အင်အားပြင်းမြင်ကလေးနဲ့မိတောင်ပောက်ကွဲခြင်းများကြောင့်လဲ ရေနံတဲ့သဘာဝဒံငွေနဲ့အဖိုးတန်တတ္ထုကျော်များနေရာရွတ်တဲ့ပါလေဒီအတိုင်းဆိုမြန်မာဟာဒုတိယဂာယနာဖြစ်လာပြီလို့ပြောဆိုမှုများလည်းရှိနေပါတယ်ဘောဘူးချိုဒီကဟုဆိုလျင်လူမှုတော်လဲဘုံကံမမှုကြောင်းတတ်သေးပြနေသလိုပါဂိုင်ယာနာဆိုတာဘယ်နေရာလဲသိကြပါသလားအက်ဒလန်တိတ်သမုဒ္ဒရာကာရေဘီယံပင်လယ်ကိုမေးတင်ထားတဲ့တောင်အမေရိကတိုက်နိုင်ငံငယ်လေးပါ ကုန်းမြေအရွယ်စားမှာမြန်မာနိုင်ငံရဲ့30ရာခိုင်နှုန်းခန့်သာကျယ်ဝန်းပြီးတော့လူရည်တသန်းအောင်မရှိ၈သိန်းကျော်သာ နေထိုင်ပါတယ်။မျက်စီနဲ့ရှင်းရှင်းလင်းလင်းမြင်အောင်ပြောရရင်တော့အခုလက်ရှိအမေရိကန်ကစီးရဲကျူးကျော်ဖို့ပြင်ဆင်နေတဲ့ဗင်နီဇွဲလားနိုင်ငံရဲ့အရှိတ်မှာကက်လျက်တည်ရှိပါတယ်။ဗင်နီဇွဲလားဟာကမ္ဘာနံပါတ်၄ရေနံထုတ်လုပ်သူ Sorry Arabia ထက်ပိုကြီးမားတဲ့ရေနံတိုက်ကြီးကိုဖင်ခုထိုင်ထားတဲ့တိုင်းပြည်ဖြစ်ပါတယ်။ဒါပေမဲ့ အမေရိကန်ကုမ္ပဏီများကို ပြည်သူပိုင်သိမ်းရာကဝါရှင်တန်ရဲ့မဟာရန်သူဖြစ်နေပါသေးတယ်။တံခါးပိတ်ဆို့ခံထားရလို့စီးပွားပြည့်ရင်းနှံမထုံနိုင်ထွက်သမျှလည်းရောင်းမရပဲပြည်တွင်းငွေကြေးဖောင်းပွားမှုကုန်စင်တို့မြင့်တက်မှုများနဲ့ရင်ဆိုင်နေရပါတယ်။ဂိုင်းယာနာနိုင်ငံရဲ့ရင်းနှံတဲ့သဘာဝတန့်ွေထုတ်လို့မှုမှာကန်ထရိုက်ရရှိသူကအမေရိကန်အဆွန်မိုဘိုင်းကုမ္ပဏီဖြစ်ပါတယ်။ ရန်နန်တိုက်ဒီဂျီယာအေရီယာနဲ့ပတ်သက်ပြီးတော့အိန္ဒိချင်းဗီနီဇွဲလားနဲ့နေမြေအငင်းပွားမှုဖြစ်နေပါတယ်။သမနာထရန့်ဟာနှလန်းသွားသမားဖြစ်ပေမဲ့စိတ်မရှိတော့ဘူးထင်ပါရဲ့။ဗီနီဇွဲလားသမရနီကိုလက်မာဒူရိုဟာကာတယ်ဒီလော့ဆိုလာမိုးရီဒူးစီယက်ဂိုင်းမှာပါဝင်တယ်လို့အတီလင်းဆွဆွဲလာပါတယ်။ဗီနီဇွဲလားအစိုးရအဖွဲ့ဝင်တရားခန့်ကိုလည်းနမီးဘီယာစီးရင်သွသွင်းပြီးအမေရိကန်ရဲ့အကျိုးစီးပွားကိုထိခိုက်တဲ့အတွက်အချိန်မီ၍ဝင်ဖမ်းမယ်ပေါ့လေ ဗင်နီဇွဲလာနဲ့ဒေသတွေနိုင်ငံတွေကတော့အဲ့ဒီကာတာဒီလော့ဆိုလာဆိုတဲ့ဂိုင်းဟာတကယ်မရှိကြောင်းဒေါင်ကူ98ခုနှစ်လောက်တုန်းကကိုလံဘီယံမွေးရည်ဂိုင်းတွေကိုမှွေနောက်လိုတဲ့ CIA ကအဲ့ဒီအချိန်တို့နဲ့အလွမ်းသိတဲ့ဗင်နီဇွဲလာစစ်ဗိုလ်ချုပ်ကြီးတစုကိုမီဒီယာများကင်မွန်းတက်တဲ့အမိသာဖြစ်ကြောင်း ခြေပပြောဆိုပေမဲ့အမေရိကန်ကတော့နေမဟုတ်နေအဖေပဲတဲ့။အော်ဒါနဲ့မြန်မာနိုင်ငံနလအစိုးရတံ ကမ္ဘာ့ဘဏ်ရဲ့ငွေပေးချေမှုများကိုရပ်ဆိုင်းထားရေးဝါရှင်တန်ကဩဇာအသုံးပြုရန်ဥပဒေကြမ်းတရက်ကိုအမေရိကန်အောက်လွှတ်တော်ကယမနီ၂ရက်၁၂လ2025ရက်နေ့မှာအတည်ပြုလိုက်ပါတဲ့ရခိုင်နိုင်ငံကငွေကြေးရန်ပုံငွေဖွဲ့ IMS ရဲ့ချင်းငွေအကူအညီများကို တားဆီးခဲ့ပြီးအခုကမ္ဘာ့ဘဏ်ကိုထည့်သွင်းလိုက်ခြင်းဖြစ်ပါတယ်တကယ်ကအဲ့ဒီဥပဒေဟာ အမေရိကန်အမျိုးသားကာကွယ်ရေးလုံပိုင်ခွင့်များအနင်းသည့်ဥပဒေ NDAA အောက်ထည့်သွင်းထားတဲ့ဘာမာအက်ရဲ့တစိ့တစ်ပိုင်းဖြစ်တဲ့ဘရိတ်မြန်မာအက်အာဘာမာ GAB အမှပါဝင်ပါတယ်အားလုံးဥပဒေကြမ်း၃ခုရှိပြီးအောက်လွတ်တော်မှာလိုအပ်တဲ့ထောက်ခံပေးရရှိဖို့စူးစမ်းနေကြရာယမနေ့ အမျိုးသမီးအမတ်ရောင်ကင်းတင်သွင်းတဲ့ဥပဒေမူကြမ်းကိုတော့ကန့်ကွက်သူမရှိဘူး 435ဦးစလုံးကထောက်ခံခဲ့ပါတဲ့မြမစီမွားရေးဗန်မြမြမရေနံတဲ့တဘာဝတန်ခွေဝင်ငွေစည်းစိမ်မှုများကိုဖျက်တောက်ခြင်းဖြင့်စစ်တပ်ပြိုလဲပြီးတော့ NUG NUCC ဗဒတ်တို့လိုမြမဒီမိုကရေစီအရေးဆောင်ရွက်နေတဲ့အဖွဲ့အစည်းများကိုလူသေးသေးတသော ပြည်စည်းမဟုတ်တဲ့အကူအညီများပေးအရန်ရည်ရွယ်တယ်ဆိုတော့အမေရိကန်ကွန်ဂရက်အမတ်တွေစွန့်ညံကောင်းလုံးတယ်လို့ပြောရပါလိမ့်မယ် မေရိကန်အဲ့ဒီလိုလှုပ်လို့ဒီမိုကရေစီနိုင်ငံဖြစ်မသွားပေမဲ့ပြာပုံဖြစ်သွားခဲ့တာတော့ရှိခဲ့ပါကြောင်းလေးစားစွာဖြင့်တင်ပြပေးလိုက်ရပါတယ်ခင်ဗျာဟုတ်ကဲ့အခုကျွန်တော်နောက်ထပ်တင်ပြပေးချင်တာကတော့ဆောင်းအောင်နိုင်သူဇွဲကပင်ရေးသားတဲ့ဗမာ PDF တွေရဲ့အသက်ကဈေးပေါ်နေလို့လားဆိုတဲ့သတင်းဆောင်မလေးပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်ဘာသာရေးမှာအနေအချင်းအစွဲရှိပေမဲ့လူမျိုးရေးမှာတော့အစွဲမရှိပါဘူး ကျွန်တော်အဖေကရခိုင်အမေကဗမာဖြစ်ပြီးမွေးတော့ဘကူးမှာမွေးပါတယ်ကြီးတော့ကင်းပြည်နယ်မှာကြီးပါတယ်ကိုရနှစ်ចောင်းသားဘဝမှာကင်းလူမျိုးများနေထိုင်ရာ မိကရင်ចောင်းမှာမက်ပုံတင်လောက်ပါတယ်တကြောင်လုံးကင်းလူမျိုးတွေဆိုတော့ကိုကူပါကရင်နဲ့ဆွတ်ထဲလိုက်ပုံရပါတယ်ဒါနဲ့ပဲကျွန်တော်ရဲ့မက်ပုံတင်မှာကင်းလူမျိုးဖြစ်သွားပါတယ် ငငယ်ကလုတ်ခဲ့တဲ့မက်ပုံတင်လွန်ခဲ့တဲ့၄နှစ်လောက်က ပြန်လဲมาပဲကိုကိုကိုกินလူမျိုးဖြစ်နေမှန်းသိပါတော့တယ်ဒီအတွက်လဲထူးထူးခြားခြားခံစားမနေပါဘူးစာစရေးစဉ်အခါကအောင်နိုင်သူကလောင်က စီနီယာရှိနေလို့ပြောင်းခိုင်းတာ မပြောင်းကျင်တာရဲ့กินပြည်နယ်ကိုတန်ရောစဉ်ရှိတာရဲ့ပေါင်းပြီးအောင်နိုင်သူဇွဲကပင် ဖြစ်လာခဲ့ပါတယ်ဒါပေမဲ့ကိုကသာလူမျိုးရင်းနဲ့ပတ်သက်ပြီးအစွဲအလန်းသိမ့်မထား ကိုလူမျိုးပဲမြက်တယ်တာတယ်မထင်မိတာဗမာမဟုတ်တဲ့အချမ်းတိုင်းရင်းသားတော်တော်များများအထူးသဖြင့် EU တွေကတော့အခုမြင်နေအတိုင်းပါပဲဗမာဆိုရင်အသေးမုံညာတာတွေ့ရပါတယ်ဗမာကလည်းရည်ရတယ်ဆရာညီမညူပြောသလိုပဲဗမာဟာဘယ်တိုင်းရင်းသားကိုမှလည်းမုံတယ်လို့ပြောတာမကြားဘူးသလို ချိုးနိုင်ပြီးဆက်ဆံတာမျိုးလဲမတွေ့ဘူးသလောက်ပါပဲဗမာအချင်းချင်းတော့မုံအရင်မခံဘူးဆိုပြီးခြားကြတာအခုထိပါပဲ။ တမိုင်းကိုပြန်ကြည့်ပါဗမာတွေအချင်းချင်းပြန်ချတဲ့အချိန်ဟာတိုင်းပြည်စွမ်းအားအနိုင်ဆုံးအချိန်ပါပဲဗမာတွေစီးလုံးချိန်ဟာတိုင်းပြည်စွမ်းအားအမြင့်ဆုံးအချိန်ပါပဲဒါကြောင့်ဗမာတွေကို စီးလုံးကြပါလို့ခဏခဏရေးနေတာကြံတဲ့လူမျိုးတွေကို မုန်းလို့မဟုတ်ပါဘူးဗမာတွေစီးလုံးမှညီညွတ်မှကြံတဲ့လူမျိုးတွေဟာအင်အားကို ကြည်ပြီးငြိမ်သက်လာပါလိမ့်မယ်ဒါကြောင့်ဗမာစီးလုံးညီညွတ်ရေးကိုကျွန်တော်ကအမျိုးသားစီးလုံးညီညွတ်ရေးလို့ခေါ်တာဖြစ်ပါတယ် တိုင်းရင်းသားစီးလုံးညီညွတ်ရေးဟာလည်းဗမာတွေစီးလုံးမှရပါလိမ့်မယ်ဗမာတွေအချင်းချင်းချနေသေးတော့ EO တွေအခုလိုအမျက်ထုတ်နေကြအောင်မှာပါဒါကြောင့်ထပ်ပြောညင်တာကဗမာတွေစီးလုံးကြပါလက်ရှိ PDF တွေအနေနဲ့လည်းပြည်သူစစ်ဓမ္မမဟုတ်ဒေတာရဲ့ဓမ္မမဟုတ်နိုင်ငံရေးပန်တီတောင်းနိုင်အောင်ကြိုးပမ်းကြပါလို့ပြောချင်ပါတယ် ဒီလိုမှမဟုတ်ရင်တော့ခမရတို့ PDF တွေအသက်တွေကိုဈေးပေါ်ပေါ်ရတဲ့သတ်မှတ်ပြီးတော့ AA KNA TNLA MNDAA KNU KNPB တို့ကတော့ပုံစံမျိုးစုံနဲ့အမျက်ထုတ်နေကြဦးမယ်ဆိုတာသဘောပေါက်ဖို့လိုပါကြောင်းလေးစားစွာဖြင့်တင်ပြပေးလိုက်ရပါတယ်ခမရဗီနီဇွဲလာကိုအမေရိကန်ကဓာချင်းချင်းနေတာကြည်ပြီး မြန်မာပြည်ကိုသင်ကန်းစာယူစေခြင်းမတဲ့အထူးသဖြင့် EAO တွေအနေနဲ့မဖြစ်မနေလစ်လာပြီးသင်ကန်းစာယူဖို့လိုပါတယ်။တကယ်ဆိုရင်ဗီနီဇွဲလားသမ္မတမာရူဒိုမှာအပြစ်ကအဲ့ဒီလောက်ရှိတာမဟုတ်ပါဘူး။သူ့အပြစ်ကကမ္ဘာရေနံတိုက်ကြီးအကြီးဆုံးရှိလျက်နဲ့အမေရိကန်ကိုမယောင်ပဲတရုတ်ကိုရောင်းလို့ပြဿနာအရှာခံနေရတာပါ။ဆိုတော့နိုင်ငံရေးဟာအကျိုးစီးပွားကိုပဲကြည့်ကြတာဖြစ်လို့နိုင်ငံကြီးတွေကဘယ်နေရာဘယ်နိုင်ငံမှာရေနံအများကြီးထွက်တယ်လဲ။ မြေရှမ်းဘလောက်အများကြီးရှိနေတယ်လဲဆိုတာတွေနဲ့တိုင်းတာပြီးဝင်ရောက်ဆွတ်ဖက်နေကြတာပါမဟာပြွာမြောက်တယံဇန္တတွေပေါ်ကြွယ်ဝမှုမရှိဘူးပရဝီနိုင်ငံကြီးအရာအသက်အမြအရေးကြီးတဲ့မြေမဟုတ်ဘူးဆိုရင်ခမားတို့အချင်းချင်းဘလောက်ပဲချာချာမချာချာစိတ်မဝင်စားကြပါဘူးဒီနေ့ရခိုင်လိုပေါ့ခွဲထွက်ခွင့်ရမလားကွန်ဗန်ဒရိတ်ရမလားဆိုပြီးရှိသမျှအကုံသွန်လိုက်ကြတာရခိုင်လူမျိုးတွေနဲ့မြန်မာလူမျိုးတွေသာပျက်စီးသွားကြတယ် ဘယ်သူဘယ်နိုင်ငံမှလူရမသွင်းကြပါဘူးခေါင်းထဲမှာတော့ရှိပုံမရပါဘူးဘာကြောင့်လဲသိလားရေနံမရှိလို့မြေရှားမရှိလို့စင်ကာပူလိုမလက်ကရေလံကြားကိုထိမ့်ချုံနိုင်တဲ့ပလင်းလယ်မျိုး ပထဝီနိုင်ငံရေမျိုးဖြစ်မနေလို့ပါနောက်တစ်ချက်ကခွဲထွက်ခွင့်ဆိုတဲ့နိုင်ငံတကာအသိမဲ့ပြုမှုကြောင့်သူတို့ပြည်တွင်းရေးမှာလဲအားကျမှုတွေတောင်းဆိုမှုတွေကူးစက်မှုတွေဖြစ်လာမှစိုးရိမ်တာလဲပါပါတယ်ဒါကိုအမေရိကန်ရောတရုတ်ပါကြောက်ကြပါတယ် အိန္ဒိယနဲ့ရုရှားလည်းအတူတူပါပဲအကျိုးစီးပွားဖြစ်တော့မယ်ဆိုရင် မြန်မာလိုသဘုံတွေအများကြီးမရှိတဲ့ဗီနီဇွဲလားကိုတော့မရရောက်အောင်ဝင်ရောက်ဆွတ်ဖက်နေတာကို ခွက်ထွက်ခွင့်နဲ့ကွန်ဖရင့်ညှော်နေတဲ့ EU တွေသင်ငန်းစာယူသင့်ပါတယ်ဒါကြောင့်ခွက်ထွက်ခွင့်နဲ့ကွန်ဖရင့်ကိုညှော်ပြီးတော့စစ်ပွဲတွေမဖန်တီးကြပါနဲ့ကိုဘီနယ်ကိုဒေသကိုလူမျိုးပျက်စီးတာပဲအဖက်တင်တာကိုနားလေသဘောပေါက်ကြပါလို့ပြောခြင်းပါကြောင်း လေးစားစွာဖြင့်တင်ပြပေးလိုက်ရပါတယ်ခင်ဗျာဟုတ်ကဲ့အခုကျွန်တော်နောက်ထပ်တင်ပြပေးချင်တာကတော့ရှမ်ပိုင်ဆိုးရေးသားတဲ့မလေးရှားအော်ဘရန်စီမြမအေဇင်းနဲ့အနာဂတ်အလားအလာဆိုတဲ့သတင်းဆောင်ပါလေးပဲဖြစ်ပါတယ်ခင်ဗျာဒီအပိုင်းမလေးရှားမှာအော်ဘရန်စီပြန်ဖမ်းနေလို့မြန်မာတွေအများပြန်ဖမ်းမိသွားပြန်တယ်လို့သိရပါတယ်ဘယ်နိုင်ငံမှာပဲဖြစ်ပါစေလူတယောက်ရဲ့ identity ကတိတ်ကိုအရေးကြီးပါတယ် အထောက်ထားမရှိဘဲနေထိုင်သူတွေရဲ့အန္တရာယ်ကလည်းမသေးလှတာကြောင့်မလေးရှားနိုင်ငံကိုလည်းအပြစ်တင်လို့မရပါဘူး။ကိုယ်နိုင်ငံကလည်းဟိုအရင်ကတည်းကမလေးရှားကိုတရားမဝင်တွေသွားကြတယ်။ဗီဇာတက်တက်မတူပဲ over stay တွေနေကြတယ်။ကိုယ်စည်းကမ်းမရှိတာကိုမမြင်မဲ့ overseas ဝင်ကမှ အော်ကြဟစ်ကြတာကလည်းဒုံးစံဖြစ်နေပါပြီ။အခုဆိုစစ်မှုထမ်းဥပဒေကိုရှောင်ကျဉ်လို့ရရလန်းကသွားကြတဲ့လူတွေပုံများလာတာပေါ့။ သူတို့အော်ဘရာစီဆိုတာကိုယ်စီကအဲဇင်းစစ်တဲ့ဥပဒေလိုမျိုးပါပဲတရားမဝင်နေတိုင်းသူတွေကိုစစ်စစ်တားမြစ်ပေမဲ့အဲဇင်းဆိုရင်နိုင်ငံသားတွေနဲ့ပဲဆိုင်တယ်လို့ထင်နေကြတာကလွဲနေတဲ့အချက်ပါမြန်မာနိုင်ငံမှာတရားမဝင်နေထိုင်နေတဲ့နိုင်ငံသားတွေအများကြီးရှိနေနိုင်ပါတယ်ကြားဖြန့်လုပ်တဲ့နေဆက်တွေမှာတရားမဝင်နိုင်ငံသားတွေမိတာပေါင်းနဲ့ချီနေပြီဆိုတော့အဲဒီကနေမျိုးပေါ်တွေစီမရောက်လာနိုင်ဘူးလို့မပြောနိုင်ပါဘူး ကြောင်မင်းသားကတောင်ကုန်းပေါ်မှာတောင်ကြမ်းဖြန့်ယုံကိုမိတယ်ဆိုတော့တပြေးပြင်းနဲ့ရှမ်းတောင်တဲကိုဖြစ်စေမြို့ကြီးတွေတဲကိုဖြစ်စေစိတ်ဝင်လာမဲ့အလားအလာတွေအများကြီးရှိနေပါတယ်။ဘာလို့ဒီလိုပြောနိုင်လဲဆိုရင်မြန်မာနိုင်ငံရဲ့အဲဇင်းဟာအခုမလေးရှားနဲ့တခြားနိုင်ငံတွေရဲ့လူဝင်မှုကြီးကြပ်ရေးတွေလို့ဖိဖိစီစီမရှိပါဘူး။ရန်ကုန်လိုနေရာမျိုးကအိမ်ရာကြီးတွေမှာမြန်မာစကားတလုံးမှမတတ်တဲ့အလံအပတ်မဟုတ်ပဲရောက်နေကြတဲ့နိုင်ငံသားတွေအများကြီးတွေ့နေရသလို့ လဝကရဲရင်တိန်တွေမှာ နိုင်ငံသားမြန်မာနဲ့အထောက်အထားတောင်းကြည့်တတ်တဲ့အလေးအကျင့်မရှိပါဘူးနောက်ဆုံးအရေးကြီးတဲ့ပြည်သူတွေကသက်ဆိုင်ရာကိုသတင်းပေးပြီးသက်ဆိုင်ရာကအစီအမံနဲ့ရှံပွေဖန်းစည်းတဲ့အလေးအကျင့်မရှိပါဘူးမလေးရှားအော်ဘရာစီအောင်မြင်တယ်ဆိုတာကသူ့နိုင်ငံကလူတွေကိုယ်တိုင်ကဘယ်နေရာမှာဘယ်နေရာရှိတယ်ဆိုတာမျိုးကိုအတိအကျသတင်းပေးနေလို့ကြောင်ကြောင်ကြမကြံဝင်ဖန်းနိုင်တာဖြစ်ပါတယ် ကိုမြန်မာတွေကတော့အစွန်းရကို အမြင်မကြည်တာကတစ်ဖက်ဂျင်နာတနာတက်တာကတစ်ဖက်ကြောင့်တရင်ပေးဖို့နေနေဖွက်ရင်တောင်ဖွက်ထမ်းပေးကြမှာပါဒါကြောင့်အော်ဘရန်စီကြောင့်အဖမ်းခံရတဲ့ကိုပြည်သူတွေအတွက်စိတ်မကောင်းပေမဲ့ကိုကမှအထောက်အထားမပြည့်စုံတာဘယ်တက်နိုင်မလဲအခုလိုကဘာပေါ်မှာနာမည်စိုးနဲ့ကြော်ကြားတဲ့ကြားဖြန့်ဟာအာရှနိုင်ငံတော်တော်များများမှာရှိနေပေမဲ့မြန်မာကိုပဲ highlight baby ကြားဖြန့်တဲ့မြန်မာကို တွဲမြင်အောင်လုပ်နေကြတဲ့ ပြည်တွင်းပြည်ပမီဒီယာများလူအဖွဲ့အစည်းများကြောင့်နိုင်ငံတကာမှနေထိုင်ခွင့်တွေအလုံးလောက်ကိုင်းခွင့်တွေအပိတ်ခံရဥမာပါအခုအမြင့်ပြတ်နေတဲ့အချိန်မှာပြည်မာတဲ့ကိုဝင်မလာနိုင်အောင်ပြည်သူတွေကိုယ်တိုင်ကမတားဆီးဘူးဆိုရင်မြန်မာဟာဒီထက်ပိုပြီးတော့နာမည်ပြတ်ခံရပြီးကမ္ဘာအရရက်ကမြန်မာအလုံးဒုက္ခရောက်လာနိုင်ပါတယ်တရားမဝင် မျက်နှာငယ်နဲ့သူများနိုင်ငံမှာလဲနေလို့မရပါပဲအတူတူ ကိုနိုင်ငံကိုပဲတဖက်တလန်းကကောင်းမွန်လာအောင်ဝိုင်းဝန်းပြီးဘလို့ပူးပေါင်းဆောင်ရွက်ပေးလို့ရမလဲဆိုတာကိုပဲစဉ်းစားကြပါ ကိုပိုင်တဲ့နေရာကြီးကရှိပြီးသားပါ ကောင်းမွန်အောင်လှပအောင်တန့်စင်အောင် ကိုတိုင်းဝိုင်းဝန်းဖန်တီးလိုက်ကြရေဘယ်ကမှသွားเสียမလို့တော့ဘူးဆိုတဲ့အကြောင်း လေးစားစွာဖြင့်တင်ပြပေးလိုက်ရပါတယ်ခင်ဗျာဟုတ်ကဲ့အခုကျွန်တော်နောက်ထပ်တင်ပြပေးချင်တာကတော့ရေကောက်ဘက်နဲ့ပတ်သက်နေတဲ့သတင်းလေးပဲဖြစ်ပါတယ်ခင်ဗျာ ရွေးကောက်ပွဲနီးလာတော့စစ်တပ်ကလုပ်တဲ့ရွေးကောက်ပွဲမို့လို့အမေရိကန်နိုင်ငံကလွှတ်တော်အမတ်တွေကမထောက်ခံဘူးအာဆီယံကမထောက်ခံဘူးဘယ်သူဘယ်ဝါကမထောက်ခံဘူးစသဖြင့် LRD နီးဘိန်းတွေကဝါရပြန့်တိုက်ခိုက်လာတာတွေ့လာရပါတယ်မင်းတို့ကငါပြောပါဦးမယ်လွန်ခဲ့တဲ့2010ရွေးကောက်ပွဲတုန်းကလည်းစစ်တပ်ကလုပ်တဲ့ရွေးကောက်ပွဲမဟုတ်လို့မင်းမထွေလာလုပ်ပေးခဲ့တဲ့ရွေးကောက်ပွဲမို့လို့လာလို့ရိုင်းသွားရင်တော့ကြော့ပါဗျာ ရှစ်တငါလုံးတဲ့ရွေးကောက်ပွဲမှာဦးသိန်းစိန်ရဲ့ UDP အစိုးရတက်လာပြီးဘယ်သူဘယ်မှာတွေထောက်ခံသလားမထောက်ခံသလားတော့မသိဘူးအမေရိကန်သမ္မတအိုဘားမားတောင်ပထမဆုံးမြန်မာပြည်လာတဲ့အမေရိကန်သမ္မတအဖြစ်မှတ်တမ်းဝင်သွားခဲ့ပါတယ်အာဆီယံထောက်ခံလားမခံလားမသိ2013စီဂိန်းကြီးဟာအခမ်းအနားဆုံးစီဂိန်းထဲမှာတခုအပါဝင်ဖြစ်သွားပါတယ်ရှုပ်ပါတယ်ကိုုံကုံပြောရရင်မင်းတို့အမေဒေါ်စုနဲ့အန်လရီတောင် ဒီစစ်တပ်ကလုတဲ့ရွေးကော်ပွဲအောက်ပြန်ဝင်ပြီးရပြည့်ရွေးကော်ပွဲကနေတဆင်း2008ခြေဦးအောက်ဒူးထောက်ပြေးဝင်ခဲ့တာကိုပဲကြည်ပါခြေဦးကောင်းမကောင်းတော့မသိပါဘူးဒီခြေဦးနဲ့ဒေါ်ဆူအန်လေရီတို့အစိုးရ9နှစ်လှုပ်ရှားသွားပြီးအတိုင်းမင်းငယ်ယာရုတောင် ထွင်ယူခဲ့လိုက်ပါသေးတယ်အခုလည်းကြည်လေစစ်တပ်ကလုတဲ့ရွေးကော်ပွဲမှုလို့ဘသူကမထောက်ခံတာဘဲဝါကကန့်ကွက်တာတရားမဝင်မှုစသဖြင့်အော်နေခဲ့တဲ့အန်လေရီနီဘိန်းတွေကိုကြည်ပြီး တခုတော့ ပြောလိုက်ချင်ပါတယ်မင်းတို့ဘလောက်ပဲအော်အော်ငါကတော့သေးတောင်လှမ်းမပန်းဘူးကွကြံတဲ့သူတွေလည်းလှဲ့မပန်းကြပါနဲ့တော်ကြံသူတို့ကိုထောက်ခံတဲ့ဂုံပြူတယ်တင်နေကြမှာစိုးလို့ပါမင်းကင်းကစီရီယမ်ဆေးရုံအုပ်ကြီးကိုမင်းကင်းဗရက်အဖွဲ့ကလက်ထိတ်ခတ်အတင်းအဓမ္မဆွဲခေါ်သွားတဲ့ဗီဒီယိုဖိုင်လေးကိုတွေ့လိုက်ရပါတယ်သူတို့အခြေအင်ပြောတဲ့စကားတွေဘာဖြစ်လို့ဘန်းနာဘာအကြောင်းရှိလို့ဘန်းနာဘာဆိုရမ်းမှစိတ်ဝင်စိတ်မဝင်စားသလိုတည်လဲမသိကျင်ပါဘူး တွေးမိတာတခုတော့ရှိပါတယ်။စီရီယံမလုံဘက်အစွန်းရောက်လက်အောင်မှာပုံမှန်အလုံးလုံရင်ပြည်သူတွေကိုဈေးကုနေရင်ဒီလိုဒီယိုတိုက်အစွဲခံရတဲ့ဘဝရောက်ပါမလားပေါ့လေ။ပြီးတော့အခုတက်မတော်အစိုးရဆိုရင် အလွန်ကိုသဘောကောင်းတာပါ။စီရီယံသမားတွေကိုခဏခဏပြန်ခေါ်တာရှိတယ်။အာနာထိန်းစာ social funding တွေဝိုင်းလုတဲ့ NLD ပါတီဝင်နှိမ့်တွေကြောင့်စီရီယံလုတ်ခဲ့ကြတဲ့အစိုးရဝန်ထမ်းတွေចောင်းသားចောင်းသူတွေအများပြားရှိပါတယ်။ အထူးသဖြင့်ပညာတတ်အများစုဖြစ်တဲ့ဆရာဝန်တွေ nest တွေစတဲ့ကျမ်းမာရေးပိုင်းကအစိုးရဝန်ထမ်းတွေအများအပြားစီရီယန်လုပ်ကုန်လို့ဆေးရုံအများစုကသိပ်မလဲပတ်နိုင်ပဲတက်မတော်စစ်ဆေးရုံတွေကသာ24နာရီလုံးလုံးလက်ပတ်ပေးပြီးပင်ပင်ပန်းပန်းဂျူတင်ဝင် အလုပ်လုပ်ခဲ့ကြရပါတယ်ပညာတတ်တွေမိုင်မဲရုပ်မာရင် ပိုဆိုးတယ်ဆိုတာအဲ့ဒါကိုပြောတာပါ ဒါပေမဲ့အစိုးရကသဘောထားကြီးကြီးနဲ့စီရီယံတွေကို မကြကနပြန်ခေါ်ပေးခဲ့တယ်။တချို့ကစီရီယံလုံးချင်လို့လုံးခဲ့ကြတာမဟုတ်ပဲဆိုရှယ်ဘန်နီမတ်လိုတိုက်ခိုက်မှုတွေအသက်အန္တရာယ်ချင်းချောင်းမှုတွေကြောင့်သာစီရီယံဝင်လုံးခဲ့ကြတာတွေ့ရှိပါတယ်။အဲ့ဒါတွေကိုသိလို့အစိုးရကပြန်ခေါ်ပေးခဲ့တာပါ။နောင်လာပေါင်းအနည်းငယ်ကြာလာတဲ့အချိန်မှာစီရီယံသမားတွေဒုက္ခရောက်လာလို့တော်တော်များများပြန်ဝင်လာကြပါတယ်။ ခုတော့ပုံမှန်အခြေအနေနီးပါးအကုန်ပြန်လဲလဲပတ်နေနိုင်ပါပြီအခုဒရွတ်တိုက်ဆွဲပြီးတော့ဆက်ဆံခံရတဲ့စီရီယံမင်းငင်းစင်းအုပ်ကြီးကိုကြည်ပြီးထက်တွေးမိတာကတော့အကြောက်တရားနဲ့ချင်းချောက်ဆက်ဆံခံနေရတဲ့အညာမကြီးကပြည်သူလူထုပါ ကြည်လေအနည်းနာမှာရက်ကြည့်နေတဲ့ယောက်ျားသားတွေမိန်းမသားတွေအိမ်ကြီးချင်းပတ်ဝန်းကျင်လူတွေအများပြားရှိပေမဲ့ ဆင်းရုံအုပ်ကြီးရဲ့ခွေးနှကောင်လောက်တော့အားကိုးဖို့မရပဲမပြောရဲမဆိုရဲပဲရက်ကြည့်နေုံပဲတွေ့ရပါတယ်။ယောက်ျားသားတစ်ယောက်ကဝင်ပြောကူပေမဲ့သူလည်းတင်းတင်းမာမာမပြောရဲပဲအလိုက်အထိုက်သာ ပြောခဲ့တာ တွေ့ရပါတယ်။အမှန်ဆိုလူအုံနဲ့ဝိုင်းဖီအားပေးပြီးပြောသင့်ကာကွယ်ပေးသင့်တာပေါ့လေ။မီဒီယာတွေဘလောက်ဝါရဖြန့်ဖြန့်အညာမြေဘက်ကပြည်သူတွေကတော့တေချာပေါက်အကြောက်တရားနဲ့အုတ်ချုပ်ခံနေရပါပြီ။ လိုင်းပေါ်မှာတွေ့တွေ့နေရတဲ့ဆန္ဒပြနေတဲ့ယွာတွေကရောသူတို့အမှန်တကယ်ဆန္ဒရှိလို့ဆန္ဒပြတာရောဟုတ်ရဲ့လားနောက်ွယ်ကတနက်ထောက်ပြီးတအိမ်တယောက်ထွက်ဆန္ဒပြဆိုပြီးခိုင်းလို့လုတာရောမဖြစ်နိုင်ဘူးလားပေါ့လေဒါကြောင့်မို့လဲလိုင်းပေါ်မှာတက်လာတဲ့ဘေယွာကဆန္ဒပြနေတာအဲ့ယွာကိုဘုံကျဲပေးပါလို့စာရည်သူတခါမှမပြောခဲ့တာပါ ကိုယ်တိုင်လည်းဗရက်နေမိတဲ့နေဘူးသွာလာဘူးနေလို့ဗရက်တွေစုံမှုမှုအောက်မှာနေနေရတဲ့ပြည်သူတွေရဲ့ဘဝကို ကောင်းကောင်းသိပါတယ်ခဏခဏလည်းရေးဘူးပါတယ်အခုစီရီယံမင်းကင်းစင်းကိုအုပ်ကြီးကတော့နောင်တာကောင်းကောင်းရနေလောက်ပြီးထင်ပါတယ်နောင်မရတဲ့နောင်တာပေါ့လေလာမယ့်2025ရွေးကောက်ပွဲကိုတက်မတော်ကတော့နီနီစိမ့်စိမ့်လူတိုင်းကိုမဲပေးကြဖို့လို့စော်ဆောင်ရွက်နေတာရှိပါတယ်905ကတွေပြန်လွတ်ပေးခဲ့တာ အမှုရုပ်သိမ်းပေးကြတာကိုကြည်ရင်ဒီလူတွေရဲ့မဲဟာဘလို့မှ UDP ရဲ့မဲတွေမဖြစ်နိုင်မှန်းသိပေမဲ့တက်မတော်ကမမှုပဲရွေးကောက်ပွဲမှာပါဝင်ပြီးမဲပေးနိုင်ဖို့ကိုပဲသဘောထားပြည်ပြည်နဲ့အလီတာဆောင်ရွက်ပေးကြတာတွေ့နိုင်ပါတယ်မဲဘလောက်လာထက်မှရွေးကောက်ပွဲအောင်မြင်တယ်လို့ဥရေပြဋ္ဌာန်းချက်မရှိပေမဲ့တမရောအနေနဲ့ဒီလိုလူအ ਨੇ စုမဲအ ਨੇ အချင်းနဲ့ပြီးရင်ပြီးရောရွက်ကောက်ပွဲပြီးမြောက်သွားတာကိုမြင်ခြင်းမုံမရပဲ နိုင်ငံတကာကလည်းပြကောင်းအောင်တတ်မှတ်လူဦးရေရခိုင်နှုန်းတစ်ခုထိရွက်ောက်ပွဲမှာမဲပေးကြဖို့ရည်ရွယ်မျှော်မှန်းထားပုံလည်းရပါတယ်။ဒါကြောင့်လည်းတက္ကသိုလ်တချို့မှာចောင်းသားတွေမဲပေးပြီးသားဖြစ်ကြောင်းထောက်ခံစာတက်သည့်ပြနိုင်မှဝင်ငွေရှောက်ခွင့်ပြုတယ်ဆိုတာတကယ်ပါပဲ။ဒါကြောင့်မို့လို့တက္ကသိုလ်တက်မဲ့ចောင်းသားတွေမဖြစ်မနေမဲထဲကြရတာရှိပါတယ်။ ပုံမှန်ရွေးကောက်ပွဲတွေဆိုလူအများပြားမဲထဲကြတာဖြစ်လို့အခုလိုမဲမထဲမနေရတင်းကျပ်တာမရှိပေမဲ့အခုလမ်းမဲ2025ရွေးကောက်ပွဲဟာတပုံးလမ်းအောက်ကအသိန်းခံထားရတဲ့မြို့တွေအများစုမှာရွေးကောက်ပွဲမလုပ်နိုင်တာရဲ့လုံနိုင်တဲ့မြို့တွေကြတော့လေဗရက်စိုးမိုးရာ ကြီးရာတွေမှာမလုံနိုင်ပဲမြို့ပေါ်အေရိယာလောက်သာ ကွက်လုံနိုင်တဲ့မြို့တွေလည်းအများပြားပါဝင်လို့ခရိုင်းထက်မဲပေးနိုင်တဲ့လူဦးရေဟာတော်တော်လေးကိုနှဲပါလာတာဖြစ်လို့ အစိုးရအနေနဲ့မဲပေးနိုင်တဲ့ဒူတိုင်းကိုမဲပေးပြီးအောင်အောက်ခြေကိုညွန်ကြားထားပုံရပါတယ်။ဒါကလည်းပုံရိပ်လေးအနည်းငယ်ကြည်ကွန်းအောင်လုပ်တာဖြစ်တာမို့လက်ခံပေးလို့ရတဲ့အရာပါပဲ။ပြီးတော့လည်းမြမပြည်ကမြို့ပြနဲ့ကြေးလက်ရှင်ကြည့်ရင်ကြေးလက်လူကြီးကပုံများတာဖြစ်လို့တပုံနဲ့ဗရက်ထင်းချိုရာကြေးလက်ဒေသရွာတွေကလူအများပြားဟာမဲမပေးနိုင်ကြတာဖြစ်လို့အစိုးရအနေနဲ့ရွေးကောက်ပွဲကျင်းပပေးနိုင်တဲ့ မြို့ပေါ်ဧရိယာလောက်ကလူနည်းစုအကုန်လုံးမမဲပေးစေချင်တာမဆန်းပါဘူး။ဒါကြောင့်မို့လဲမဲပေးဖို့အနည်းစိမ့်ဘသူပင် ဖြစ်လင်ကစားလို့ဆိုတိုက်တွန်းနေတာဖြစ်ပါတယ်။ရွေးကောက်ပွဲကြရင် အသံပိုချရပါလိမ့်မယ်။ဒီမှာတခုစဉ်းစားရမှာကမြို့နေလူမှုနေပိန်းအများစုကိုပါပဲ။ဒီလူတွေဟာရွေးကောက်ပွဲမှာမဲမပေးရင်မပေးဘူးပေးရင်လည်းတည်ကြပါ UDP မဟုတ်တဲ့ပါတီကိုပဲပေးကြမှာပါ ဒီလိုအတန်တွေကိုလည်းစာရေးသူတို့ရက်ွက်ထဲမှာကြားနေရပါတယ်တချို့ NLD ပါတီဝင်နီဘိန်းတွေဆိုပြောကြတာရှိပါတယ်ကြံခန့်ရေးကလွှဲရင်အားလုံးမဲထဲ့မယ်ဆိုတဲ့နီဘိန်းတွေပါတော်တော်ကြောက်ဖို့ကောင်းတဲ့အငုံစိတ်ပါပဲဒီလိုနီဘိန်းတွေအများအများရှိပါတယ်ဒါကြောင့်မို့ရှော့တော့မတွက်စီခြင်းဘူးပေါ့လေပုံမှန်အပြင်လာမဲ့ရွေးကောက်ပွဲမှာ UFDB ကပဲနိုင်မယ်လို့ခံမှန်းကြပြီမဲ့စာရေးသူကတော့မခံမှန်းတတ်သေးပါဘူး ဘာလို့လဲဆိုတော့အပေါ်မှာပြောခဲ့သလိုစာရေးသူတယောက်ရက်ွယ်တဲ့က LD ပါတီဝင်နီပိန်းတော်တော်များများကိုစကားနှိုက်ကြည့်တာရွက် TV ကလွဲရင်ကျန်တာအကုန်ထဲ့မယ်ဆိုတဲ့လူရန်းစားတွေကိုပဲတွေ့နေရလို့ပါစာရေးသူ ကိုယ်တိုင်လည်းရွက် TV ဖန်မဟုတ်ပေမဲ့ဒီလိုမျိုး စိတ်ဓာတ်ကိုတော့လုံးဝမကြိုက်ပါဘူးဒါကြောင့်မို့နီပိန်းတွေရဲ့အငုံစိတ်ကိုရှော့တော့မတွက်စီခြင်းဘူးဆိုတဲ့အကြောင်းလေးစားစွာဖြင့်တင်ပြပေးလိုက်ရပါတယ်ခင်ဗျာ ဟုတ်ကဲ့အားလုံးကိုဒူပင်ကျေးဇူးတင်ပါတယ်ကျွန်တော် channel လေးကိုလည်း like share subscribe လုပ်ခဲ့ပေးပါအောင်ခင်ဗျမိတ်ဆွေများရဲ့တင်ပြယူဆချက်အသီးသီးကိုလည်းလွတ်လပ်ပွင့်လင်းစွာ comment မှာရိုင်းဆိုင်မှုမပါပဲဝင်ရောက်ရေးသားဆွေးနွေးအကြံပြုနိုင်ကြောင်းလေးစားစွာဖြင့်တင်ပြပေးလိုက်ရပါတယ်အဆက်အစပ်ထဲမှာတင်ပြပေးရရင်တော့ comment မှာဝင်ရောက်ရေးသားပြီးတော့ပသိမ်မြို့နယ်နဲ့ရေကြီးမြို့နယ်ငတိုင်းချောင်းမြို့နယ်တီရာကုန်းမြင့်ဒေသအတွင်းမှာ ရှိနေတဲ့စီးရဲအခြေအနေများကိုတင်ပြပေးရန်တောင်းခံလာတဲ့ comment ပိုင်းရှင်အတွက်ကတော့အဲ့ဒီဒေသမှာဖြစ်နေတဲ့စီးရဲအခြေအနေများကိုသတင်းများလိုက်နေတဲ့အတွက်ကြောင့်အခုလောလောဆယ်မှာမတင်ပြပေးနိုင်သေးတာ နားလည်ခွင့်လွတ်ပေးပါခင်ဗျဟုတ်ကဲ့ ကျွန်တော်မင်းခန့်မောင်ပါ